ဒီဖြစ်သွားတော့လေရန်ဝမ်းတာရယ်ပြီးတော့ဟိုဟိုတမီးလေးမွေးရဆိုတော့လေဟိုချစ်စရာလေးတမီးလေးရတယ်ဆိုတော့ရန်ဝမ်းတာပါတယ်ကိုယ့်ရဲ့တူမလေးတယောက်ရသူခံစားချင်းချင်းတငယ်ချင်းပျော်ပျော်စရာရှိရပျော်တယ်အဲအထင်လွင်မဲ့ဟာလေးမလုပ်ဘူးပေါ့နော်အဲ့လိုမျိုးသားအမျိုးသားကောင်းတယောက်ပေါ့နော်အဲ့လိုမျိုးသားတယောက်ကိုတွေ့ရခါကျတော့ ဟိုငါဆိုလဲငါကလေးကြရင်လဲအဲ့လိုမျိုးစိတ်ချရတယ်နောက်ွယ်မှာဘယ်လိုပဲလွတ်ထားလို့တာစိတ်ချရတဲ့အကောင်လေးတော့လိုချင်တယ်ပေါ့အဲ့လိုတော့တွင်းမိပါတယ်ချီချီရကိစ္စမှာဆိုလဲတက်ဆာရှိရတယ်မှာပါတယ်ဟိုအခြားအမြင်အထင်လွဲအမြင်လွဲရတယ်ဘာမျိုးပုံစံမျိုးမနေဘူးပေါ့နော်အဲ့လိုပုံစံမျိုးလဲတွေ့ရပါတယ်အရင်ကလေးကစိတ်လုံခြုံမှုကိုယ်ကိုပေးတယ်ကိုကလည်းနေချက်လည်းတိတ်ပြီးတော့ဟို တွေ့ကပ်ပြီးတော့လို့အများနဲ့မေးနေရတော့ဘယ်ရောက်နေရလဲပြန်လာခဲ့အဲ့လိုမျိုးထဲမှာလည်းမပါတဲ့ခါကြတော့လေအဲတစ်ဖက်ကလည်းကိုယ်ရုံရုံကြည်ကြည်နဲ့ပေါ့နော်ကိုကလည်းရုံရုံကြည်ကြည်နဲ့လွတ်ထားနိုင်တဲ့အဲ relationship မျိုးပဲလိုလားပေါ့နော် relationship တစ်ခုမှာစကြိုက်တော့ရတာနှစ်ဦးတစ်ဖက်ကြိုက်တယ်ကိုကလည်းကြိုက်တယ်ဆိုရယ်ဆိုပေမဲ့တကယ်လမ်းခွဲတဲ့အချိန်တိုင်းတစ်ဖက်ကမကြိုက်တော့ဘူးဆိုရင်ကိုဘက်ကဘယ်လိုပဲဆွဲထားဆွဲထားအဲကိုဘက်ကပဲ ပြန်ကြိုက်ပါလို့ပြောမရတော့ဘူးပေါ့เนาะအချိန်ကြီးဆိုတော့တယောက်ကလမ်းခွဲခြင်းပြီးဆိုတာလည်းခွဲပေးရတဲ့ဟာကြတော့အဲ့လိုရှိရခါကြတော့ခွဲပေးလိုက်ရပါလို့ ောင်နေကြီးတို့ဒီအိန္ဒိယတမန်နဲ့ညီကြီးတို့မြန်မာဒရိုက်တာရင်းနဲ့ဒီအိန္ဒိယဘက်ကဒရိုက်တာရင်းနဲ့ပူးပေါင်းပြီးတော့ရိုက်တဲ့ cross culture ကားလေးပေါ့နော်။ညီကြီးကတော့ဒီမြန်မာဘက်ကပေါ့နော်။အဲဒီကားလေးမှာဆိုရင်လည်းညီကြီးတို့အဲတိုင်းရင်းသားရယ်ဆိုလည်းပေါ့နော်။ဥမာကချင်ဆိုရင် ကချင်အချင်းချင်းကချင်စကားပြောရယ်၊ကရင်ဆိုလည်းကရင်အချင်းချင်းသူတို့ဘာစကားပြောသလိုပဲ။ညီကြီးတို့ဗမာအချင်းချင်းဆိုတော့ဗမာဗမာစကားပြောမယ်ပေါ့နော်။အဲတမန်ဘက်ကလည်းတမန်အချင်းချင်းဆိုရင်ကိုယ့်အချင်းချင်းကိုယ့်လူမျိုးကိုယ့်ဘာသာစကားပြောပြီးတော့အချင်းချင်းဟိုဘက်နဲ့ဒီဘက် communication လုပ်မှာလားညီမစကား ပြောမယ်ကားလေးပေါ့နော်ဆိုတော့တမူထူးကြမယ်ကားလေးပါဟုတ်ဒီကားမှာဆိုရင်နေကြီးကအဲတီတီငင်ငင်နဲ့အဲလုပ်ငန်းတွေကိုဦးစီးတဲ့အမျိုးသမီးလေးတစ်ယောက်ပေါ့နော်အမျိုးသမီးဆိုပေမဲ့လည်းအသက်အရမ်းမကြီးပဲနဲ့အဲတက်ခလက်လက်အမျိုးသမီးတစ်ယောက်ပါပြီးတော့ကိုယ့်ရဲ့ကောင်းလေးကိုအများအားဖြင့်ပြီးတော့ support ပေးတဲ့အကောင်မလေးတစ်ယောက်ဖြစ်တွေ့ရမှာပါ အေးဆေးတည်ငြိမ်တယ်ပေါ့ပဲပြောရမှာပေါ့နော်ဆိုတော့လုပ်ငန်းလေးဦးစီးတဲ့ကောင်မလေးဆိုတော့နည်းနည်းအလိုဟို business ပိုင်းဆိုင်ရာမှာလည်းနည်းနည်းအမြင်ရှိတဲ့ကောင်မလေးတရားပေါ့နေကြီးတေချာလို့ဖြစ်တာဆိုတော့အသက်16နှစ်ထိလောက်ပဲတေတေချာလေးနေကြီးလုပ်ခဲ့ရတာဟိုပြန်လာတဲ့အချိန်မှာကျတော့နည်း25လောက်ဖြစ်နေပြီဆိုတော့ဒီအတွေ့အကြုံပိုင်းဆိုင်ရာရောအသက်အရွယ်အရာပိုင်းဆိုင်ရာရောနည်းနည်းကွဲဝါလို့တော့ထင်ပါတယ် ပြန်လုပ်တဲ့ခါကျတော့ငါလုံးနိုင်ပါမလားဆိုရယ်စိတ်ကတော့အများကြီးဝင်နေပေါ့နော်ပြီးတော့ကို့ကိုယုံယုံကြည်ကြည်နဲ့အဲအားပေးကြရယ်ယုံယုံကြည်ကြည်နဲ့မိတ်ဆက်ပေးကြရယ် recommend ပေးထားတဲ့ပုံကိုယ်တွေလည်းရှိရဲ့ခါကျတော့ဟိုကိုရာတခုခုမလုံးနိုင်ဘူးဆိုရင်ငါ့ကိုအားပေးနေရယ်ပရိသတ်တွေငါ့ကိုအဲ recommend ပေးဖို့တကယ်ဟိုလုံးနိုင်တယ်လို့ထင်တဲ့ writer ရယ်ပေါ့နော်ဆိုတော့ဟိုအဲ့လိုမျိုးနည်းနည်းတော့တွေးပြီးတော့စိတ်ပူပန်ခဲ့ရတာတော့ရှိတယ်။ဒီကြီးကကျတော့ဟိုကိုလောက်တာတိတ်ပြီးတော့လေနောက်ဟို ကြံကြည့်ရင်ကိုကိုကိုလိုပေါ့နော်လုတ်ခဲ့တိမ်နောင်နာမရတဲ့အတင်မှာပါတယ်ခုနောက်ပိုင်းအတစ်တရားတကယ်ကိုစူးစမ်းခြင်းနဲ့စိတ်ပြင်းပြင်းထန်တယ်ပြီးတော့တို့ကအများအားဖြင့်လေးလာနေရပါဗောနော်ဟိုနေကြီးကကြတော့ဟိုသွားလိုက်တဲ့အချိန်မှာနေကြီးကလေးလာမှုအားနေဝရတယ်လို့ပြောလို့ရတယ်နေကြီးအဲရုံးကန်နေရတဲ့ဟာပဲတနေ့တနေ့ဆိုတော့အဲ့ဒီအတွေ့အကြုံလက်တွေ့အတွေ့အကြုံပဲရှိရပါဗောနော်တရုတ်ဆောင်နဲ့ပတ်သက်တဲ့အတွေ့အကြုံမှာကြတော့နေအားနေဝရလို့ပြောလို့ရတယ်ကိုကြီးရမ်းဝမ်းတာရပါဗောနော်အဲ့တော့ဆိုရင်လေကိုကြီးကအဲ့တော့ဆိုရင်အများအားဖြင့် အဲကောက်မလေးရှိရယ်လေတည်ရယ်အဲ့လိုမျိုးအခုကျတော့လေတကယ်ယူပြစ်သွားတော့လေရန်ဝမ်းတာရယ်ပြီးတော့ဟိုဟိုတမီးလေးမွေးရာဆိုတော့လေဟိုချစ်စရာလေးတမီးလေးရယ်ဆိုတော့ရန်ဝမ်းတာပါတယ်ကိုယ့်ရဲ့တူမလေးတယောက်ရသည်ခံစားကိုင်းနေကအဲ့2019လောက်မှာပေါ့နော်ရိုက်တဲ့အခါကျတော့ဟိုအလုတ်ကိုအလုတ်လို့လုတ်တယ်ပေါ့နော် အဲညို့အဲပျော်စရာရှိတာပျော်တယ်အဲ့လိုပုံစံမျိုးလေးပေါ့နော် ပြီးတော့အဲဒီခြေခြေရာကိစ္စမှာဆိုလည်းတက်ဆာရှိရဲ့ဘက်မှာပါတယ်ဟိုအခြားအထင်လွင်အမြင်လွဲရယ်ဘာမျိုးပုံစံမျိုးမနေဘူးပေါ့နော်အဲ့လိုပုံစံမျိုးလည်းတွေ့ရပါတယ်အရင်ကလေးကတိရတော့တိရတော့ဘယ်သူလဲအဲ့လိုအနေကြောင်တော့တိတ်မမေးတတ်တဲ့သူဆိုတော့ကောင်းမလေးရှိရတော့တိရပေါ့နော်ကိုပေါ့သူ့ဘာသူအဲပျော်အချင်းချင်းတငယ်ချင်းပျော်ပျော်စရာရှိရာပျော်တယ်အဲအထင်လွင်မဲ့ဟာလေးမလုပ်ဘူးပေါ့နော်အဲ့လိုမျိုးသားအမျိုးသားကောင်းတစ်ယောက်ပေါ့နော်အဲ့လိုမျိုးသားတယောက်ကိုတွေ့ရတဲ့အခါကျတော့ဟောငါဆ ိုလဲငါကလေးကြရင်လဲအဲ့လိုမျိုးစိတ်ချရတယ်နောက်ွယ်မှာဘယ်လိုပဲလွတ်ထားလွတ်ထားစိတ်ချရတဲ့အကောင်လေးတော့လိုချင်တယ်ပေါ့အဲ့လိုတော့တွေးမိပါတယ်စိတ်လုံးဂျုံမှုကိုကိုပေးတယ်ကိုကလည်းနေချက်လည်းတိတ်ပြီးတော့ဟို တွေ့ကပ်ပြီးတော့လို့အမြဲတမ်းမေးနေရတော့ဘယ်ရောက်နေရလဲပြန်လာခဲ့အဲ့လိုမျိုးတဲမှာလည်းမပါတဲ့ခါကြတော့လေအဲတစ်ဖက်ကလည်းကိုယ်ရုံယုံကြည်ကြည်နေပေါ့နော်ကိုကလည်းယုံကြည်ကြည်နေလွတ်ထားနိုင်တဲ့အဲ relationship မျိုးပဲလိုလာရပေါ့နော်အခုချိန်ထိတော်တော်များများမှကြုံမှုတယ်အဲ့လိုမျိုးနေကြည့်လာပြောတဲ့တဲမှာဆိုအဲ့လိုပေါ့နော် relationship ရှိနေရတော့အဲ့လိုတက်ခံနေပုံမှာအဲ့လိုပြက်လို့ဆက်ဆဲဖြစ်နေရတော့စတိုင်မကောင်းတဲ့အချိန်မှာပေါ့နော်အဲ့လိုမျိုးလာပြောရတူလည်းရှိရဲ့အဲ့လိုဆိုနေကြည်ကကြတော့အဲ့လိုထဲပဲပေါ့နော်ပြုံးနေလည်းအဲ့လိုမျိုးဆိုရင်စကားမပြောဘူးပေါ့နော်တစ်ဖက်မိန်ကလေးန နေရမှာဒါနေကြီးဒါဖြစ်မယ်ဆိုရယ်စိတ်ပေါ့နော်ကိုချင်းစာစိတ်ကတော့အရေးကြီးရယ်လို့ထင်တယ်အဲယောက်ျားလေးရယ်ဗီဇမှာတော့တို့ကယောက်ျားဖြစ်တဲ့အတွက်ပေါ့နော်တို့ကတော့လှတာတွေ့ရင်ကြည့်မှာပဲပေါ့နော်လှတာတွေ့ရင်ကြည့်မယ်အဲဟိုတနာစိတ်မရှိရင်တော့မလှရင်တော့ကြည့်လိုက်မှာပဲယောက်ျားလေးရတော့အဲ့လိုစိတ်ကတော့တို့စီမှာရှိရဆိုတော့လေအအဓိကတော့မင်းကလေးရတော့အဓိကကြရလို့ဆိုရင်တစ်ဖက်ကကိုယ်ကိုလာပတ်တက်ရင်တော့မှကိုယ့်ဘက်ကနေပြီးတော့အပတ်သက်မခံအောင်ဆိုရင်တော့အဲ့လိုရှုပ်ထွေးတဲ့ကိစ္စမျိုးရှိမယ်လို့ မထင်ဘူးပါအဲအဲ့လိုတော့ကြုံဘူးပါတယ်ကြုံဘူးတယ်တော်တော်များများတော့ကြုံဘူးတယ်အဲ့လိုမျိုးအဲရှောက်သွားတာထက်စားလို့ချားကောင်မလေးနဲ့တော့တွေ့ရတယ်ပါနေစီလို့ကိုယ်တိုင်မိရတယ်ပါအဲ့လိုတော့ရှိဘူးအဲ့လိုဘလုံးမတုံပြောင်းနေချက်လေအရင်တော့အဲ့လိုမျိုးချင်းလေးခွေးဖြစ်သွားဖြစ်ကြတာဆိုရင်ပါခွင့်လွတ်ပေးရပေါ့နော်ဒါပေမဲ့အခွင့်လွတ်ပေးပါများတဲ့အချိန်ကျရင်ကျတော့ဒါလုံးလို့ရတဲ့တို့ပေးတဲ့အခွင့်အရေးတစ်ခုလို့ထင်သွားရပေါ့နော်ဆိုတော့ ခုလို့ပါနေလို့လေချက်နောက်ဆုံးချိန်တွေမပြတ်တာဘူးနောက်ဆုံးချိန်ချင်းကိုပကံနေပြီးတော့အများရှိနေမယ်ကိုပကံနေဖို့ relationship တခုမှာစကြိုက်တော့ရတာနှစ်ဦးတစ်ဖက်ကြိုက်တယ်ကိုကလည်းကြိုက်တယ်ဆိုရယ်ဆိုပေမဲ့တကယ်လမ်းခွဲတဲ့အချိန်တိုင်းတစ်ဖက်ကမကြိုက်တော့ဘူးဆိုရင်ကိုဘက်ကဘယ်လိုပဲဆွဲထားဆွဲထားအဲကိုဘက်ကပဲပြန်ကြိုက်ပါလို့ပြောမရတော့ဘူးပေါ့နော်အချိန်ကြီးဆိုတော့တယောက်ကလမ်းခွဲချင်းပြီဆိုရယ်ခွဲပြရတဲ့ဟာကြတော့အဲ့လိုရှိရခါကြတော့ခွဲပြလိုက်ရပေါ့လို့ညီကြီးတငယ်ချင်းဆိုရင်ညီကြီးပြောပွဲပေါ့နော်ပစ္စည်းတစ်ခုကိုဝယ်ရင်ကောင်းမလားမဝယ်ရင်ကောင်းမလားလို့စဉ်းစားရတဲ့အချိန်ကျရင်အဲ့ပစ္စည်းကိုမဝယ်နဲ့ဘာလို့ဆိုတော့ ကိုယ်စိတ်ထဲမှာမပြတ်သားဖြစ်ရင်ဒီပစ္စည်းကိုအရင်ကြိုက်တယ်ဆိုရင်တေချာပေါက်ဝင်မှာပဲပေါ့နော်လူမှလည်းအဲ့လိုပဲပေါ့တေချာပေါက်ချစ်တယ်ဆိုရင်ပိုင်းဆိုင်နိုင်အောင်စူးစမ်းမှာပဲပေါ့နော်တွေးဝင်နေပြီဆိုရင်တော့မမြန်ဆဆန်အဲ့လိုပြက်လိုက်တာပဲကောင်းတယ်ဘာလို့ဆိုတော့သူ့ဘက်ကကိုယ့်ဘက်ကအချိန်ရှိရပေါ့နော်အချိန်တစ်ခုအဲ့အဲ့အချိန်မှာလည်းကိုယ်ပတ်ဆက်ချမယ်ဆိုလည်းအများကြီးဖြစ်သွားနိုင်တယ်လीဆိုတော့အဲ့လိုမျိုးပေါ့အာနေချင်ရိုက်ချင်ပါရဲ့ဟိုဒါမဲ့ကန်ဆိုတာလည်းရှိသေးရပေါ့နော်နေချီတို့အဲ့တုန်းကဆုံးပြတ်တယ်ဆိုတာလည်းနေချီတို့ကန်အချင်းချင်းဆက်တယ်ပြီးတော့ အဲ့ဒီအချိန်အဲ့ဒီအဲ့ကားမှာစုံကိုစုံရမယ်ဆိုတော့ကြောင်းလာစုံခဲ့ရတာပေါ့နော်အဲအဲ့လိုကန်တရားလေးစိုက်တာပေါ့နော်နေကျတို့စုံခြင်းပဲမဲ့အသေးစုံအောင်လုပ်ပေမဲ့လည်းမစုံလိုက်ရတဲ့ကားလေးတွေလည်းရှိကောင်းရှိနေတာဆိုတော့လေအဲ့လိုရိုက်တော့ရိုက်ချင်တယ်ကန်စုံတဲ့ခါကြိုင်မှရိုက်ချင်တယ်ပင်ရိုက်စင်ချင်တာဆိုတော့ရိုက်ချင်တယ်ပါဆိုတော့ပါသမီပါတဲ့သူတရားဆိုတော့လေဟိုအခြားပြိတ္တတွေဆိုတော့နေကြီးကိုအဲ့လိုတွေးကြမှာပဲလေဟိုအဲ့လိုမျိုးပဲနေကြီးလည်းကိုကြီးကိုအဲ့လိုတွေးပြတယ် ဒါမဲ့ကိုကြီးရဲ့ရွေးချယ်မှုတော်တော်ကိုကြီးပျော်နေရဆိုတော့ကိစ္စမရှိပါဘူးเนาะလူကတော့ကိုပျော်တဲ့ဟာကိုလုပ်နေရတယ်ဆိုရင်ဒီစီလဲကိုချင်းစားရလေးဆိုတော့ဟုတ်ချင်းနိုင်တော့တစ်ခါတော့တတ်တည်ချင်တယ်ဒီမှာလေးအခုလိုမျိုးပျော်ရွှင်ပြီးတော့အဲ့လိုမျိုးဆိုတော့ အမြရလည်းစိတ်ချမ်းသာရဲပေါ့နော်စိတ်ကြည်လင်ရပါဟုတ်အဲနေကြီးဒီဒီမှာဒီကားဆိုရင်ဒီနှစ်ထဲမှာတတိယမြောက်ကားပေါ့နော်ရှိမှာ series နှစ်ကားရိုက်ထားရဲပြီးတော့အဲယုံကြည်ကားတကားရှိရပေါ့နော်အဲ့ကားလေးလည်းဒီနှစ်ထဲမှာပြတ်သွားဖို့ရထားတဲ့ဟာလေးတော့ရှိရပါပေါ့နော်ထွက်လာတဲ့ခါကျရင်လည်းအပေးကြဖို့ပြောစင်ပါရှင့်